ကဲကျွန်တော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့တပတ်တာကံကျင်ပါကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်22မှ8ရက်စက်တင်ဘာလနောက်25တရင်ခုနေနေ့ကနေ4ရက်အောက်တိုဘာလနောက်25စနေနေ့ထိတပတ်တာကာလအတွင်းကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကျင်ပါကိုကြည့်လိုက်ကြရအောင် ကဲကြာသာပရိသတ်သမီးတွေကတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ကိုကြိုးစားတလောက်အရာထင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်။ကန်တရကမျက်နှာသာပြီးတယ်90ရာခိုင်နှုန်းလမ်းခွင့်ရှိတယ်။အတဖက်က90ရာခိုင်နှုန်းကတော့မိမိကြိုးစားမှာဖြစ်တယ်။မိမိကြိုးစားမယ်ဆိုရင်ဘယ်လိုကိစ္စပဲဖြစ်ဖြစ်အောင်မြင်နိုင်တယ်။ဟာလာကန်တရက90ရာခိုင်နှုန်းမျက်နှာသာပေးနေပြီသား။အဲ့တော့လောက်ကန်ကြံစီသမီးတွေပေါ်မှာကိုဟာအင်းနဲ့အားနဲ့ကြိုးစားမယ်ဆိုရင်ကိုရဲ့အလုပ်တွေဖြစ်မယ်။ဆိုတဲ့ကာလဖြစ်တယ်။အဲ့တော့အခက်ခဲတွေကြုံနေရဆိုတော့အဲ့ဒီအခက်ခဲတွေကိုကိုဟာအင်းနဲ့အားနဲ့ကြိုးစားပြီးဖြေရှင်းမယ်ဆိုတော့အဲ့ဒီအခက်ခဲတွေကနေပြီးတော့ ပူပင်တော့ကတွေကနေပြီးတော့ကြော်လွှားလွတ်မြောက်နိုင်မယ်အောင်မြင်မှုရမယ်အဲ့တော့အလုတ်ကန်စီးပွားရေးအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဒီတော့မှကြိုးစားရင်ကြိုးစားနိုင်တော့အရာထင်မယ်ဆိုတော့တပတ်တာကာလဖြစ်တယ်ငွေချင်းနဲ့ပတ်သက်လိုက်ငွေချင်းနဲ့ပတ်သက်ရင်ငွေကုန်ကြီးကြများတာအိတ်ဆိုင်ဖြစ်တာအဲရတဲ့ငွေကနည်းပြီးတော့ထွက်တဲ့ငွေကများနေတာဆိုတာမျိုးတွေဖြစ်တတ်တယ်ဝင်ငွေထွက်ငွေမမျှတာတာအငွေချင်းအကြံစီတွေပြတ်တာမျိုးတွေဖြစ်တတ်တယ်အခြေအနေတော့မြစ်တရအေးနဲ့ပတ်သက်ရင်တော့ကံကောင်းတယ် အဲ့တော့မပြေလည်တဲ့မတင့်မြတ်တဲ့အခြေအိမ်တော်ကြီးတွေဒီတစ်ပတ်မှပြန်လဲတင့်မြတ်ဖို့ရအလားလာရှိတယ်စူးစမ်းကြည့်ပါအဲ့တော့ပြတ်တောက်နေတဲ့အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆက်အသွယ်တွေပြန်ရတာမျိုးဖြစ်မဲ့စူးစမ်းကြည့်ပါအခြေအိမ်တော်ကြီးနဲ့ပတ်သက်စိတ်ချမ်းသာတာပျော်ရွှင်ရတာဆိုတာမျိုးတွေကြုံရနိုင်ပါတယ်လူငယ်များဖို့ချစ်သူရည်စားတစ်တောင်ရနိုင်ပြီးပါတယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်အဲ့တော့ပညာနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဆိုရင်ဒီတစ်ပတ်မှလှုပ်ချင်းပြအောင်မြင်နိုင်တာဖြစ်ပါတယ် အဲ့တော့စကားပြောဆိုရေးခီးမကောင်းသောခီးတွေကြုံရတတ်တယ်အရေးကြီးတဲ့ခီးတွေကိစ္စရေလုံးလို့မရဘူးအရေးကြီးတဲ့စကားပြောလို့မရဘူးအပြောလို့ရှိရင်ကိုယ့်ဘက်ပါမှာမဟုတ်ဘူးအဲအဲ့တော့စကားခီးနဲ့ပတ်သက်တဲ့ကိစ္စတွေရောဒီတစ်ပတ်မှာထိမ့်သိမ်းဂယုဆိုင်ဖို့လိုအပ်ပါလိမ့်မယ်ကျမကြီးကျမကြီးကံကောင်းတဲ့နေရာမှာပါတယ်ကျမကြီးနဲ့ပတ်သက်လို့ရှိရင်အဲ့ဒါစိတ်ညစ်နေရတဲ့မိတ်ဆွေတွေကျမကြီးခြူကြတဲ့မိတ်ဆွေတွေဒီတစ်ပတ်မှာကျမကြီးပြန်လဲပြီးတော့ကောင်းမွန်လာမယ့်အလားအလာရှိပါတယ်အဲ့တော့အနှစ်ချက်အပြည့်ဒီတစ်ပတ်မှာကံကောင်းနေတဲ့တစ်ပတ်တာလို့ ြောလို့ရပါတယ်ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍသည်၅ကဏ္ဍ၄ကဏ္ဍမှာကံကောင်းနေပါတယ်အကျိုးပေးတဲ့အရာကိုကြက်သွေးအောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများတို့ပါ